အဲ့ဒီနိုင်ငံသားတယောက်ဖြစ်တဲ့နောက်နိုင်ငံတော်ချင်းနဲ့သူညာစင်မိတယ်မှာစူနိုင်တဲ့ကိုကြီးကိုငါရရချင်းမရအောင်တုံးချမယ်ဆိုတော့စူနိုင်ခဲ့တယ်အဲ့တော့ကြောင့်မို့ကျွန်တော်တိုင်းရကျွန်တော်ဂိုးယူတယ်တိုင်းပြီလေဝမ်းသာတယ်ကျွန်တော်ပြီးခဲ့တဲ့နေ့ကပြောခဲ့လို့ပဲသိရမလားနံပါတ်1ဖြစ်ဖို့အတွက်ကိုလွယ်တယ်ကျွန်တော်တို့ကချန်ပီယံကုန်းကိုထိမှုကတော့မလွယ်ပါဘူး အဲမလဲတော့ကြာချန်ပီယံကုန်ထိမှုတော့ကျွန်တော်မှာ PR အများကြီးရှိတယ်ကို့ကိုပြန်မေးရပေါ့နော်မင်းလုံးနိုင်လားမင်းလုံးနိုင်မှာမင်းလုံးမင်းမလုံးနိုင်ဘူးကျွန်တော်မဲ့သူညာကကိုကျွန်တော်တိုက်ခိုက်ဖို့အစီအစဉ်မရှိဘူးသူညာကကိုဂျေဝင်းမိုးလဲကျွန်တော်အစီအစဉ်မရှိဘူးအဲ့အချိန်ဒီအကုန်လုံးကျွန်တော်ကိုကျွန်တော်ပြန်တိုက်ခိုက်ချိန်ညော့ကစားကျွန်တော်တယောက်တည်းကစားအချိန်ညော့ပြည့်သွားလို့ရှိရင်တော့မင်းနောက်တစ်ချိန်လုံးနိုင်လားကို့ကိုပြန်မေးအယူကြီးလို့ရနိုင်ငံသားပြန်ဝင်သွားတဲ့ခါမှာကျွန်တော်ရဲ့ပြိုင်ဘက်တွေတွေ့ရကျွန်တော်ဘူးရှိုးရှိုးတာပဲအကုန်လုံးကျွန်တော်ဆိုပြောတော့အများအား ဒီကောင်ကအပေါ်ပိုင်းမရှိဘူးချက်မရှိဘူးပေါင်မရှိဘူးပေါင်ရှိလို့ကောင်ရတာဒီကောင်မလုပ်လားဒါပေမဲ့ကျွန်တော်ကသူတို့မတိုက်ခိုက်ကျွန်တော်တို့ပဲတိုက်ခိုက်တိုက်ခိုက်သူတို့တိုက်ခိုက်မဲ့အချိန်ကကျွန်တော်တို့သူတို့လာတိုက်ခိုက်မဲ့အချိန်သူအချိန်ကုန်နေပြီဒါကျွန်တော်တို့သူမတိုက်ခိုက်တဲ့အတွက်ကြောင့်ကျွန်တော်ကျွန်တော်ပြင်ဆင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကပို့ပြီးတော့ quality ပိုကောင်းလာတယ်ကျွန်တော်ကိုပြောလေကျွန်တော်ပို့လုံးပြလေပဲကျွန်တော်ပြီးခဲ့တဲ့နေ့ကပြောခဲ့လို့ပဲသိရမလားနံပါတ်1ဖြစ်ဖို့အတွက်ကိုလွယ်တယ်ကျွန်တော်တို့က အချမ်းမြကုံထိမ့်မှုကတော့မလွဲပါဘူး။အဲမလွဲတော့ကြာချမ်းမြကုံထိမ့်မှုတော့ကျွန်တော်မှာဖီအားများရှိတယ်။ဒါဒီဘွဲကိုကျွန်တော်ပြန်ဖို့တော့လည်းပြင်ဆင်တယ်။ပြင်ဆင်တဲ့အခါမှာလည်းကျွန်တော်ဆရာသမားတိုင်ပြီးတိုင်ပြီးပြီးအခါမှာဆရာသမားဆိုရင်ကျွန်တော်ကိုအနည်းဆုံးပေါ့နော်၈လလောက်အချိန်တောင်းတာ။၈လလောက်ဟိုမှာအမှားဆိုကျွန်တော်ကအရင်ဆုံးတမန်ကစားရပြီးွားရင်ဘကင်လောက်တယ်ဘကင်ဆိုတော့ကျွန်တော်ဒုထိန်ကာလာပေါ့နော်အဲ့ဒါတင်တယ်ပြီးွားလို့ရှိရင်ထပ်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့အဲ့ကတ်တင်လောက်တယ်ပေါ့နော်အဲ့အဲ့လိုပုံစံမျိုးပေါ့အပိုင်းပိုင်းလေးပေါ့နှစ်လ 3လ6နောက်တဲ့3လပဲ8လအချိန်ယူပြီးတော့သွားတယ်အ20ပိုင်းလေးဆိုအများကြီးပြင်သွားတာအပိုင်းရှိတယ်အဲ့တော့ဟိုပို့ပြီးတော့ဒီဘွဲကပို့ပြီးတော့ပြန်မှန်းရပါဟုတ်ဒါကိုစံချင်ကိုပြန်ချိုးသလိုလဲဖြစ်သလိုနောက်ပြတော့မြန်မာနိုင်ငံကာယပလတပိုင်းတစ်ချောက်မှာဆိုရင်ဒီဟာလုံးဝမရှိသေးတဲ့တပိုင်းတစ်ခုကျွန်တော်ရေးထိုးတာပါဘောနော်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာလက်ရှိစီကိန်း၈00အရှာအရှာကဖ စုတသိဆုံးသွားနဲ့ရခဲ့တာဆိုရင်ဒီကျွန်တော်တရားပဲရှိပါတယ်။နောက်ကြတော့အော်ဝေါ်မှာနှစ်ကြိမ်မြောက်ရတယ်ဆိုတာလေဒီပထမဦးဆုံးကစားသမားတရားပေါ့။ငါလုံးနိုင်ပါမလား?ငါရပါမလား?နောက်ကြတော့ဟိုကိုကိုမင်းကုန်းထုတ်တဲ့ဟာအများကြီးပြန်ရတယ်။နောက်တစ်ခုကပါလဲဆိုရင်ကိုကိုမင်းကုန်းထုတ်တဲ့ကိုတီးလိုက်ရပြီစေအများကြီးပြန်။ဘာလို့လဲဆိုရင်တော်လုံးနိုင်မလား?မလုံးနိုင်ဘူးလား။နောက်တစ်ခုကကိုကိုပြန်မေးရပေါ့နော်။မင်းလုံးနိုင်လား?မင်းလုံးနိုင်မှာမင်းလုံး။မင်းမလုံးနိုင်ဘူး။ သူညာကကိုကျွန်တော်တိုက်ခိုက်ဖို့အစီအစဉ်မရှိဘူးလို့သူညာကကိုဂျေဝင်မိုးလဲကြောင့်မှအစီအစဉ်မရှိဘူးအဲ့အချိန်တွေအကုန်လုံးကျွန်တော်ကိုကျွန်ပြန်တိုက်ခိုက်တယ်ကျွန်တော်ကမင်းကုန်းတွေပြန်မေးနေကြောကစားတဲ့အတိုင်းကစားချိန်ညော့ကစားကျွန်တော်တယောက်တည်းကစားအချိန်ညော့ပြည့်သွားလို့ရှိရင်တော့မင်းနောက်တစ်ချိန်လုံးနိုင်လားကိုယ့်ကိုပြန်မေးအယူကြီးလို့ပဲတဲ့မှာကျွန်တော်ကယူမှထိုးလို့ယူကြီးလို့ပဲကျွန်တော်တယောက်တည်းအဲ့လိုပဲကိုယ့်ကိုပြန်မေးတစ်ခါကျရင်တယောက်တည်းစကားတွေပြောပြောပြီးတော့ကိုယ့်ကိုပြန်ရင်သုံးတက်ပြီးတော့မင်းလုံးနိုင်လားလုံးနိုင်တယ် မင်းလုံးနိုင်လို့လုံးခဲ့ပြီဒီရောက်နေပြီသိဆက်သွားလေဘာလို့ရက်နေတာလဲကိုယ့်အောင်ပြန်မေးတယ်အဲ့လိုမျိုးကိုထွေကန်းတော့ကိုယ့်အောင်တယောက်တည်းဆိုတော့တယောက်တည်းမေးပြီးတော့မင်းကိုထုတ်ပြီးဖိအားတွေအများကြီးနဲ့ကျွန်တော်ဒီပေါ်ဆက်ခဲ့တာဟုတ်ဒီပွဲထက်လောက်တဲ့ခါကျတော့ဖိအားအများကြီးပြီးကြမင်းလုံးနိုင်လားဆိုတာထက်ကိုနောက်ကျွန်တော်ပေါ့နော်မလုံးနိုင်ဘူးဆိုတာကိုသူတို့ကပြနောက်ကျတော့ဟိုချိုးကကျွန်တော်ပြိုင်ဘက်တည်းရှိလို့နောက်ကျတော့အခုလက်ရှိရှိတဲ့မြန်မာနိုင်ငံပေါ့နော်အများကြီးပေါ့ကစားသမားတွေကျွန်တော်မလုံးနိုင်ကျွန်တော်က ကိုကကိုပိုးချုပ်ခွဲချိုးလှုပ်တယ်ကိုကကိုဟိုတိုးတိုးတိတ်တိတ်လှုပ်တယ်ကျွန်တော်တခູ່မှမတင်ပြဘူးနိုင်ငံခြားပြန်ပြတ်တယ်ကျွန်တော်စောက်ကြည့်နေတာစောက်ကြည့်နေလို့ကျွန်တော်ဒီနေ့ချိန်တွေပုံကိုတင်တော့တင်တဲ့အတိုင်းပဲအများကြီးမတင်ဘူးသူများလုံးကျွန်တော်ဆော့နေတယ်ကျမ်းမာရေးဘာညာအဲ့လောက်ပဲတင်တယ်အဲ့ရှစ်လလုံးလို့ကျွန်တော်ဟုတ်တော့တူတူဝဝနဲ့ပေါ့နော်ကစားနေသူများမိလို့ရှိရင်ကျွန်တော်အာမပြိုင်ဘူးကျမ်းမာရေးကျွန်တော်အဲ့လိုပဲပြောပြီးကျွန်တော်ကစားခဲ့တယ်နောက်ကြတော့ကျွန်တော်အခုနိုင်ငံခြားပြိုင်ပွဲသွားတဲ့ခါမှာ ျွန်တော်ရဲ့တိုင်ဘက်တွေတွေ့တယ်ကျွန်တော်ဘူးရှိုးရှိုးတာပဲအကုန်လုံးအဲကျွန်တော်ပြောရကျွန်တော်အခုပါလာတဲ့ဒီလေးချမ်းမြေရောနိုင်ညီမလေးနှစ်ယောက်ပေါ့နော်စူးစူးရောမိမိရောပြောပြရငါ့ဘောသူတို့အဲ့လိုကြည့်ကြရတယ်ငါတော့ကြည့်မှာပေါ့ဆရာချမ်းမြေရံပဲလေအကုန်လုံးကကျွန်တော်ပြောခဲ့လို့ပဲသိမလားဟိုချမ်းမြေရံချမ်းမြေရံဆိုပြီးအကုန်လုံးကနှုတ်ဆက်တယ်အကုန်လုံးကကျွန်တော်ပဲစောက်ကြည့်တယ်ကျွန်တော်ကလည်းအရှင်းဆုံးပြောရင်ကျွန်တော်သွားတဲ့ခါမှာလဲကျွန်တော်တူတူတော့ပဲသွားတယ်သူတို့မသိဘူးကိုရောက်မှသူတို့တွေ့မှာဟာလို့ ဖဲတန်းလဲမေးလို့မှာကျွန်တော်ကအဲငါ75ပြန်ပါမှာဆိုမှာသူတော့ဟာဟင်းအဲ့လိုဖြစ်ကုန်ကြဒီတစ်နှစ်ရပြီဆိုဒီနောက်တဲ့ဒီနှစ်အခုပြိုင်တဲ့နှစ်ကျရင်ကျွန်တော်မရတော့ဘူးလို့ထင်တယ်ဘာလို့ဆိုတော့အခုကနောက်တဲ့ကျွန်တော်မျိုးသက်တစ်တည်းကောင်းတယ်လေမျိုးသက်တစ်တည်းကောင်းဆိုပြိုင်ဘက်တွေကလည်းကောင်းတယ်နောက်ကျရင်မဖြစ်နိုင်ဘူးဘာလို့ဆိုတော့တစ်နှစ်ပဲကျွန်တော်ရှိရကစားသမားတွေကရွှေရပြီးွားရင်နောက်နှစ်ထပ်ပြီးရောသူတို့စံကြီးကိုထပ်ပြီးရော ချိုးနိုင်အောင်စက်တိုက်ရအောင်လို့ဆိုတာကျွန်တော်ဒီတမိုင်းမှာကာယပလတမိုင်းမှာမရှိသေးဘူးအခုမှဒါကျွန်တော်ပထမအဆုံးဘောမှလည်းဖြစ်လို့မြင်လည်းမြင်တဲ့ပွဲဆိုတော့မယုံကြဘူးပေါ့တော့ဒါပေမဲ့မယုံနိုင်တဲ့အရာကိုဖြစ်မြောက်အောင်လုပ်မယ်ဆိုရင်ကျွန်တော်လည်းတန်လေးတန်ချာပြီးတော့အတိုက်ခံနေကြတဲ့အရာရအောင်လို့လုပ်ခဲ့တာဟုတ်သူညာဝိတန်းဆိုကျွန်တော်ဝိတန်းမှာပဲကျွန်တော်ချန်ပီယံဘာရောက်ပြိုင်လဲဆိုရင်ပထမကျွန်တော်အတန်းတက်ဖို့ဒါပေမဲ့ကျွန်တော်ပေါ့ဟိုအတန်းချိန်တဲ့ခါမှာကျွန်တော်က2ယောက်သွားမှာဆိုတော့ ဒီလေးချမ်းမြေကရင်းလုံး85ပြိုင်တယ်သူက6000အောင်ရှာအာရှမှာရွှေရခဲ့တော့ကဘာပေါ်တက်ပြိုင်ခိုင်းတော့သူ့ကိုပြိုင်ခိုင်းတဲ့ခါကျတော့သူကအတန်းယူတဲ့ခါကျတော့သူကကိုကြီးကကျွန်တော်80ပြိုင်တယ်အေးကညီလေးပြိုင်မယ်ဆိုကိုကြီး85မှာပဲပြန်ပြိုင်ရမယ်ပထမကတော့ကျွန်တော်က80ပြိုင်ကိုရည်ဝဲထားရတယ်အဲကျွန်တော်ဘကင်ရောတင်ထားရတယ်ပြီးတော့ရှင်ပြည့်စင်ထားရတယ်ပေါ့နော်80ကြီးနောက်ဒါမှကျွန်တော်ဝိတ်ချလိုက်ရတယ်ဝိတ်ချရင်ကမှတော်တော်လေးပင်ပါတယ်အဲအဲကြောင်ပြောမယ်ဆိုတော့အများကြီးပေါ့နော်အဲဝိတ်ချတဲ့ခါမှကျွန်တော် ဒီကနေပြီးတော့ကျွန်တော်88နဲ့သွားတယ်ဟိုရောက်တော့ကျွန်တော်ဝိတ်ကမကြသေးဘူးဒါပေမဲ့သို့တော့ပုံမှာကျွန်တော်နှစ်ရလုံးလုံးပေါ့နော်အစာဖြတ်တယ်ရေဖြတ်တယ်နောက်ကျရင်ကျွန်တော်ထွေနီလောက်တယ်ကစားတယ်လေရင်စိုက်တာနဲ့ကျွန်တော်တန်းပြီးတော့ကျွန်တော်ကစားတာထွေနီခန်းထဲမှာကျွန်တော်အဲ့လိုမျိုးဟိုသူများလိုမျိုးလေရင်စီးလာလို့ပြန်မလို့မောရတယ်နားရတယ်ဆိုတော့မရှိဘူးရောက်ရောက်ချင်းကိုတန်းပြီးတော့ကျွန်တော်ထွေနီတန်းလောက်တယ် ကိုပြင်ဆင်စရာကြီးอ่ะပြင်ဆင်တယ်ရေကိုဘယ်လောက်လျှော့ရမလဲနောက်အစားကိုဘယ်လောက်ထိန်းရမလဲဒါကြောင့်အဲ့နေ့ရလုံးမှာတော့တိတ်တော့မစားဖြစ်ပါဘူးဟုတ်တီအခုလက်ရှိရှိနေတယ်ပေါ့နော်ဟိုဟာပေါ့အဲကျွန်တော်ကြီးကာဗရာတိုင်ဝမ်မှာဆိုမလုံးနိုင်အောင်မဖြစ်နိုင်အောင်ကျွန်တော်တို့ပြောတော့ငါအာဒီကောင်ကအပေါ်ပိုင်းမရှိဘူးချက်မရှိဘူးပေါင်မရှိဘူးပေါင်ရှိလို့ကောင်ရတာဒီကောင်မလုံးနိုင်ဒါပေမဲ့ကျွန်တော်ကသူတို့ကိုမတိုက်ခိုက်ဘူးကျွန်တော်ကိုပဲတိုက်ခိုက်တိုက်ခိုက် သူတို့တိုက်ခိုက်မဲ့အချိန်ကကျွန်တော်တို့သူတို့လာတိုက်ခိုက်မဲ့အချိန်တို့အချိန်ကုန်နေပြီဒါကျွန်တော်တို့သူမတိုက်ခိုက်တဲ့အတွက်ကြောင့်ကျွန်တော်ကျွန်တော်ပြင်ဆင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကပို့ပြီးတော့ quality ပို့ကောင်းလာတယ်အယူသွေးပို့ပြီးတော့မြင့်လာတယ်ကျွန်တော်ပို့ပြီးတွန်းအားရတာသူတို့ဟိုကျွန်တော်ကိုပြောလေကျွန်တော်ပို့လုံးပြလေပဲအဲ့တော့သူတို့မဖြစ်နိုင်ဘူးဆိုတဲ့ဟာကိုကျွန်တော်အခုချပြနိုင်တယ်ချပြီးလုံးပြနိုင်တယ်နောက်ကျတော့ပို့ပြီးတော့လေကျိုးကြိတ်ပြီးတော့လုံးနိုင်တယ်ပေါ့စူးစမ်းနိုင်တယ်ပေါ့ဟုတ်အာဒုတိယကျွန်တော်မမျောလင်းထားဘူးပေါ့နော်အတိုင်းကြီးပဲဝမ်းတာတယ် ။ဒါကြတော့ပို့ပြီးတော့ဟိုမဖြစ်နိုင်ဘူးဆိုတော့ဟိုဖြစ်အောင်လုပ်ပြနိုင်တယ်ဆိုတော့ကျွန်တော်တက်တည်ပြနိုင်တဲ့အတွက်ကြောင့်ပို့ပြီးတော့အခုလက်ရှိရှိနေတဲ့ဟိုကျွန်တော်တို့ပေါ့နော်အာဂဒလောကသမားတွေပေါ့နော်ကိုယ့်ရဲ့စံချိန်ကိုကိုယ်ပဲတင်မှသာလေနောက်တဲ့စံချိန်ကောင်းဆိုတာရရှိမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကိုကမတင်မဲနဲ့ဒီနေရာမှာရက်နေမယ်ဆိုရင်နောက်တဲ့ထက်လာမဲ့လူငယ်တွေလည်းစံချိန်ကိုထက်တင်ဖို့အတွက်ကိုမရှိသေးပါဘူးခေါ့။ဒါမင်းကြီးမကြတော့ဘူး။နေရင်မကြတာမဟုတ်ဘူး။နိုင်ငံတော်အလှန်တရှင်းဆိုတဲ့အချိန်မှာ ပီတိတော့ဖြစ်တယ်ကိုနိုင်ငံတော်အလှမ်းဟိုနိုင်ငံကအလှယ်မှာလှည့်ပြီးတော့နော်ထူရတဲ့အတွက်တချင်းဆိုရတဲ့အတွက်ကိုယ်ကအဲ့ဒါပဲလှုပ်ချင်တာဘာဖြစ်လို့ဆိုတော့အားဒီနိုင်ငံသားတယောက်ဖြစ်တယ်နောက်နိုင်ငံတော်ချင်းကိုနင်းတော့သူညာစင်မိတယ်မှာဆိုးနိုင်တဲ့ကိုယ်ကိုငါရရချင်မဲ့ရအောင်အသုံးချမယ်ဆိုတော့ဆိုးနိုင်ခဲ့အဲ့အတွက်ကြောင့်မို့ကျွန်တော်တိုင်းတော့ကျွန်တော်ဂိုးယူတယ်တိုင်းပြီလေဝမ်းသာတယ်အခုကြောင့်ရှိဘူးဘာလို့လဲဘာပြောပြောကျွန်တော်ကတော့ ငါမြန်မာနိုင်ငံသားတယောက်နေနဲ့ကဘာလေမှာချပြနိုင်နေဆိုတာငါတို့နိုင်ငံသားတွေဘလို့လုံပြနိုင်နေဆိုတော့လုံပြနိုင်နေတော့ကျွန်တော်အတန်းကြီးဝမ်းသာပါတယ်ဟုတ်အာဒီစုကဆိုရင်ကျွန်တော်ရေပေါ့နော်ခြေစနီးလေးရေကျွန်တော်ခြေသားလေးပေါ့နော်ပြီးတော့ကျွန်တော်နိုင်ငံတော်တော့ပေါ့အဖွဲ့ချုပ်ကကျူးရွေးချယ်ပြီးတော့ကျွန်တော်ပြန်ရတဲ့အကြောင်းမဒီစုကြီးပေါင်းပြန်ဆိုင်နိုင်ပြီးတော့ရခဲ့တာဖြစ်ပါတယ်ဟုတ်ဝေးရ2အဲဟိုပါဗောဝေါ်ချမ်ပြန်2ချမ်ပြန်ပါဒါပေမဲ့ကျွန်တော်နောက်ထပ်ပေါ့နော်ပြောချင်တာပါဆိုကျွန်တော်အခုလက်ရှိ ရက်တည်နိုင်အောင်လို့ပေါ့နော်ကျွန်တော်ရဲ့ပေါ့နော် main sponsor တွေပေါ့နော်ဒါဆို MAI ပေါ့နော် MAI ဆိုရင်ကျွန်တော်ရဲ့ main sponsor တနစ်စာလို့ကျွန်တော်ကိုစာရုပ်ချုပ်ပြီးတော့သိန်းအထောင်ပေါ့နော်စာရုပ်ချုပ်ပြီးတော့ပေးထားပါဗျာအဲ့တော့ကြောင့်ကျွန်တော်အဲကျွန်တော် MAI တည်ချောင်းလိုက်ရတဲ့ဒီဓမ္မကပေါ့နော်လှုပ်ဆောင်နိုင်ပြီးတော့ပြန်တန်းနိုင်ပြီးတော့ပေါ့ကောင်းမွန်တဲ့ဝန်ဆောင်မှုပြီးပြီးတော့ဒီဓမ္မကဟို နှစ်ရှည်လာများစွာမကနော်နောက်10စုနဲ့မကနှစ်တရာကျော်တိုင်အောင်စီစဉ်နိုင်ပြီးတော့ပေါ့နော်လုပ်ငန်းကံစတော့တိုးတက်ပါစေနောက်တစ်ခုကကျွန်တော်ဘီနီပေါ့နော်ဟာသူကရှိရဘီနီ fitness ပေါ့နော်ဒီကောင်ကကျွန်တော်တို့လက်ရှိကျွန်တော်ကိုစပွန်ဆာပေါ့နော်ဗရမစာခံထားပါတယ်အဲ့မှာဆိုရင်ကျွန်တော်ကလက်ရှိပေါ့နော်သူတို့ရဲ့အလုပ်နေတဲ့သူလုပ်နေပြီးတော့ကျွန်တော်တို့လက်ရှိဂျင်းပစ္စည်းတွေရောင်းဝယ်လုပ်နေတယ်နောက်ကြကျွန်တော်တိုင်မွေးသွားတဲ့အခါမှာနောက်က supporting ပေါ့နော်ဟို ကုန်လုံးပေါ့နော်စားသရရထွက်စုဖနက်အိမ်ရစနောက်ကြောင့်ကျွန်တော်ရဲ့လူထွေရှင်သွားတဲ့ဟိုဆေးဒီဘဝစအကုန်လုံးပေါ့နော်စပုတ်ပေးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ဒီတစ်မကလည်းတိုးတက်ပါအောင်မြင်ပါစေအာဒီကကျွန်တော်ဝမ်းသာစရာတစ်ခုကပါတယ်ဆိုတော့အဲ့ဘီနီဖိနစ်ကပေါ့နော်ကျွန်တော်ကိုသူပြန်လာလို့လဲဆိုပြီးတော့ရွှေစေးကြီးရလာလို့တူကြီးရရလာလို့ဆိုပြီးတော့သိန်း300ဟမ်နော်ပေါ်ပြီးပေးပါဦးမယ်တဲ့အဲ့ဒါစောက်ကြုံနော်